အရင်သင်ခန်းစာမှာဒီ administrator account ဖန်တီးခြင်းလို့ရှိရင် extra နဲ့ account ဖန်တီးခြင်း step 5ခုရှိမယ် local administrator account ဖန်တီးခြင်း step 2ခုရှိမယ်လို့အဓိကထားရှင်းပြခဲ့တယ်အထူးသဖြင့် theory အရာပေါ့အမှန်တကယ်က theory အရာတာ local administrator account ဖန်တီးခြင်းအစ်စ်နဲ့စစ်မယ်လို့လည်းပြောခဲ့ပြီးမယ်သူ့ထက်ပိုပြီးတော့ extra နဲ့ account လို့မျိုး step တွေထက်ထည်လို့ရတယ် ပြီးခဲ့တဲ့သင်ခန်းစာမှာ local administrator account ဆိုရင် admin ကို profile တိဆောက်မယ်ပြီးရင် local user account တိဆောက်မယ်ဒါပဲလို့ပြောခဲ့တယ်။အမှန်တကယ်က local user account တိဆောက်ခြင်းရင် authentication profile နဲ့ password profile နဲ့ထည့်ထည့်လို့ရသေးတယ်။ဒါကတော့ကျွန်တော်လက်မှာမှအသေးစိတ်ဒီဒီအဲရှင်းပြပါမယ်။အခုဒီသင်ခန်းစာကဒီ administrative administrative role types လို့ခေါ်ရင် user account သို့မဟုတ် administrator account create လုပ်မယ်ဆိုလို့ရှိရင်ဘယ်လိုပဲနည်း ခွေးလုံးမှာလဲဘဲတိုက်အမျိုးအစားဘဲရိုးအမျိုးအစားကိုရွေးပြီးတော့လုံးမှာလဲဆိုတာရှင်းပြမယ်ရိုးဆိုတာကတော့အတိကအခန်းကဏ္ဍလို့သူကဆိုလိုခြင်းဖြစ်ပါတယ်ဘယ်လိုမျိုးအခန်းကဏ္ဍလဲဒီ administrator ကဘယ်လိုအခန်းကဏ္ဍလဲသူရဲ့ assets ကဘယ်လောက်ထိရတာလဲဒီလိုမျိုးသတ်မှတ်ပေးခြင်းရင်ကျွန်တော်တို့ကရွေးရတော့မယ်ဘယ်ဘယ်လိုပုံစံမျိုးရွေးမှာလဲဒီမှာဆိုရင် administrative role type administrator account ဖန်တီးခြင်းမြင် row base နဲ့ရွေးမှာလားသူမဟုတ် dynamics နဲ့ရွေးမှာလားเนาะ dynamics နဲ့တိစောက်မှာလားပေါ့ row base က row base ဒီအာတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင် row base profile ဒီမှာရေးထားတယ် this are custom rows you can create more granular access control over the functional area of the red interface cli hmn api အဒီ file asset ရဖို့ဆိုလို့ရှိရင်ကျွန်တော်အရင်တော့ရှင်းပြခဲ့တယ်၃နည်းရတယ် ဝက်လေးနီးပေါ့နော်ဝက် interface လေးရမယ် CLI လေးရမယ် HTML API ဒါ automation တွေရမယ်ပန်လိုရာမှာရှိရင်ပန်လိုရာမှာကနေလည်းပဲသူကလှမ်းပြီးတော့ config ချလို့ရမယ်ပေါ့ file row based နဲ့တိစောက်ချင်ရင်ဘာလုပ်ဖို့လို့လဲဆိုရင် you can create an admin profile for your operation stack တဲ့ admin row တခုတော့တိစောက်မယ်ဆိုလို့ရှင်တာက user 1ဒီအကုန်လုံး full permission ရမယ် HTML လည်းသုံးလို့ရမယ် web interface လည်းရမယ် CLI လည်းသုံးလို့ရမယ် user2 ဆိုတဲ့ administrator ဒီသူဒီ web interface တမျိုးပဲရမယ် CLI API တခြားဘန်နိုယာမှာ service တွေလုံးဝမရဘူးအဲ့လိုမျိုးဆိုလို့ရှိရင်ဒီ user2 ကိုကြာ web interface တစ်ခုကိုပဲသူက role အနေနဲ့ထားပေးမယ်ကျန်တာတွေအကုန်လုံး deny လုပ်ပေးထားမယ်ဒါဆို user1 က web interface ဝင်လိုက်ပြီဆိုတာနဲ့အကုန်လုံးသုံးလို့ရပြီတော့ user2 ဒီ web interface တမျိုးပဲရမယ် CLI HTML API မဟုတ်လေလုံးဝရမှာမဟုတ်ဘူး okay အဲ့တော့နောက်တစ်ခု user 3ကိုကြာဘာ configuration ဘိုင်းကိုမှသူ့ကိုပေးမတုံဘူးအဲသူ့ကိုဘာပဲအဓိကထားကြည့်ခိုင်းမလဲဆို log တွေ report တွေပဲကြည့်စေချင်လို့ရှိရင်ဒီ admin profile ထဲမှာတွားပြီးတော့ပြင်လို့ရတယ်ဒီ user 3ကို log report ပဲပေးတုံမယ်ဆိုပြီးပြင်လို့ရတယ် okay ဒါက row base နဲ့ foundation လို့ရှိရင် row base ကိုရွေးပေးရမယ် row base ကအရန်ကိုရွေးရှင်းတယ်လွယ်ကူတယ်အဲ dynamic row လောက်တော့မခက်ဘူးပေါ့နော် okay ဒီ robot အကြောင်းလေးသိသွားပြီဆိုရင်ကျွန်တော်တို့နောက်ထပ်ကအဲ dynamic ကိုအကြောင်းကိုကျွန်တော်ဆက်ပြီးရှင်းပြသွားမယ်ဒိုင်နမစ်ဟိုးစ်ဒိုင်နမစ်ဟိုးစ်မှာ administrator account create လုပ်မယ်ဆိုလို့ရှိရင်ဘယ်ပုံစံမျိုးနဲ့ create လုပ်မှာလဲဒီမှာဆိုရင်ဖော်ပြပေးထားတာ super user ရှိမယ် super user read only ရှိမယ် VSA VSA read only ရှိမယ် device administrator ရှိမယ် device administrator read only ရှိမယ်အဲ dynamic role ဆိုတာက solo general က super user ဆိုတာ full asset ရမယ်သူကအားလုံးကို control လုပ်လို့ရမယ်ဒီ file management နဲ့ပတ်သက်တယ်ဒါပေမဲ့ super user account ကို fan တီးခြင်းတယ်ဆိုလို့ရှိရင် super user account fan တီးတဲ့ administrator ကိုယ်တိုင်ကဘာရှိရမလဲဆိုရင် prevalent asset အပြည့်ရမယ် okay now super user re only အဲ့တော့ ms now admin တယောက် user တယောက်ကို super user re only ဆိုတဲ့ role base ကိုပဲပေးလိုက်ရင်သူကဘာပဲလုပ်လို့ရမလဲဆိုရင် re only asset to the file file ရောတစ်ခုကိုပဲသူကကြည့်လို့ရမယ်ပြင်တာတွေဘာမှလုပ်လို့ရမှာမဟုတ်ဘူးနောက်တစ်မျိုးက virtual assistant administrator vs admin လို့လည်းခေါ်ရဲ သူ့ကိုကြတော့ virtual assistant administrator read only ကို vs reader လို့လည်းပြောကြတယ်။ဒီတစ်ခုက virtual assistant administrator ကတော့ firewall device တိုင်းမပါဘူး။သူက ASA firewall ရဲ့ context နဲ့တွားတူတယ်။ဟို solution က firewall ကတော့ physical အရာတစ်လုံးနဲ့ပဲဒါပေမဲ့ virtual ရဲ့ virtual firewall တွေအများကြီးအထက်မှာရိုက်ဆောက်ထားတာပေါ့ VMware လို့ပုံစံမျိုးပေါ့နော်။သူကဒီမှာဆိုရင် follow auto မှာတော့ virtual assistant လို့ခေါ်ပါတယ်။ firewall တိုင်းမှာကျွန်တော်မတွေ့ရပါဘူး။ virtual assistant administrator အကောင့်ကိုဖန်တီးခြင်းလဲဆိုလို့ရှိရင် super user အကောင့်ရှိမှာပဲရမယ် super user role နဲ့မှာပဲသူကတည်ဆောက်လို့ရနိုင်မယ်။အဲ virtual assistant အကောင့်ကိုသူကဒီ create လုပ်မှာဆိုရင်သူကလည်းပုံမှန်အတိုင်းပဲ full asset ရနိုင်မယ်။ဒါပေမဲ့ network interface ကနေတော့ဒီ feature တွေသုံးလို့ရမှာမဟုတ်ဘူး။ Okay နောက်တစ်ခု virtual assistant administrator re only သူက re only လို့ပြောတာဖြစ်တဲ့အတွက်ကြည့်အောင်ပဲကြည့်လို့ရမယ်။ဘာမှပြင်လို့ပြောင်းလို့ modify လို့လို့ create လို့လို့ဘာမှမရဘူး။အဲနောက်တစ်ခု device administrator device administrator read only ပုံမှန် router တွေမှာဆိုရင် parallel to router တွေမှာဆိုရင် super users super user read only device administrator device administrator read only ပဲကျွန်တော်တို့ change လုပ်ရလိမ့်မယ် okay device administrator က super user နဲ့ပုံစံချင်းသွားတူရယ် create လုပ်လို့ရမယ် modify လုပ်လို့ရမယ်ဒါပေမဲ့ user account new account ကိုတော့ fandy လုပ်မရဘူးပြီးလို့ရှိရင် virtual assistant နေ fandy လို့မရဘူး virtual assistant account fandy လို့မရဘူး device administrator တော့ device administrator read only သူကလည်းကြည့်အောင်ပဲကြည့်လို့ရမယ်ဒါပေမဲ့ super user read only နဲ့တော့မတူတော့ဘူး super user read only ကအားလုံးကြည့်လို့ရတယ် device administrator we only the password profile ကြည့်လို့မရဘူး administrator account ကြည့်လို့မရဘူးကျန်တာအားလုံးသူ log monitor ကြီးကြည့်လို့ရမယ် okay အဲ့တော့ဟိုအရင်သင်ခန်းစာတော့ပြောခဲ့သလိုမျိုးပဲ user account ဖန်တီးခြင်း user a ကို super user ပေးမယ် user v user v ကို device administrator ပေးမယ် user c ကို device administrator read only ပဲပေးထားမယ်ဒီလိုမျိုး privilege access တွေကိုကန့်သတ်ပေးခြင်းရင်ကျွန်တော်တို့က dynamic role base ကိုတုံးလို့ရပါတယ် okay အဲ့ဒါဆိုရင်ဒီ administrative role base မှာကျွန်တော်တို့ဘာတွေသိသွားပြီလဲဆိုရင် dynamic role base authentication နဲ့ role base authentication အကြောင်းဒီလောက်ဆိုနားလည်သွားပြီလို့ထင်ပါတယ်နောက်သင်ခန်းစာကတော့ဒီ administrator account တွေကို local administrator အထူးသဖြင့်တော့ local administrator account ကိုဘယ်လိုမျိုး create လုပ်ရမလဲဆိုတာ left ကျွန်တော်တို့ session ပါမယ်